မြမလွတ်လပ်ရေးတိုက်ပွဲဝင်ရဲဘော်တုံးကျရဲ့တက်ရှိထင်ရှားအဖြစ်နောက်ဆုံးကြံရည်သူတူဖြစ်တဲ့ဘိုးရဲထွတ်ဟာအသက်62နှစ်အရွယ်မှာပဲရန်ကုန်မြို့ကသူ့နေမှာနိုဝင်ဘာ29ရက်နေ့ကကွယ်လွန်ခဲ့ပါတယ်ဂျပန်ကိုစစ်ပညာသင်ဖို့ဆေးလွတ်တဲ့ဒုတိယအထုပ်ထဲမှာပါဝင်ခဲ့ပြီးအသက်အငယ်ဆုံးရဲဘော်၃ချိန်ဝင် ဖြစ်တဲ့ဘိုးရဲထွတ်ဟာ ဘီအိုင်ဖွဲ့စည်းချိန်ကနေလွတ်လပ်ရရတဲ့အချိန်ထိတက်မတော်မှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ဘိုရဲထွေရဲ့ဇာပနာခန္ဓာကိုနိုဝင်ဘာ30ရက်နေ့မှာတော့ရေဝေးတုတ်တံမှာမိသူချခဲ့ပြီးဆွေမျိုးသားချင်းတွေနိုင်ငံရေးပါတီဝင်တွေ200ကျော်လိုက်ပါပို့ဆောင်ခဲ့ပါတယ်။ဘိုရဲထွေကိုယ်လုံးမှုဟာနိုင်ငံအတွက်ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုလို့ရဲဘော်သုံးချိန်ဝင်ဘိုးစင်ရောရဲ့မိကိုပြည့်ဖြိုးအောင်ကပြောဆိုပါတယ်။ကျွန်တော်တို့ ရဲဘော်ကုန်းချိတ်ဝင်ပြီးသားစုတွေတဲ့ဘာကြောင့်ခံစားဘလို့ခံစားရလဲကျွန်တော်ရဲ့ရဲ့ရှေ့ရနိုင်ငံအခြေခံဖြစ်ခဲ့တဲ့ဒီကျွန်တော်ကိုယ်နဲ့မှတ်တမ်းလေးမှာတို့နောက်ပိုင်း channel လေးပေါ်ပြရအောင်အဲ့မဲ့တော့ကြားစုကျွန်တော်တို့ဗမာတိုင်းပြည်ကြီးအတွက်ဗမာတက်မတော်အတွက်ဆုံးရှုံးမှုတည်းရလို့ကျွန်တော်ရဲဘော်တုံးချိန်ဝင်ပိုးရဲထုတ်ဟာဥနေဝင်းရဲ့မြမဆိုရှယ်လီလမ်းစဉ်ပါတီမှာ ပါတီရေးရာတွင်မူ နောက်ပိုင်းယာဒူးချခံရပြီးတာမန်ပါတီဝင်ဖြစ်အဲ့ဒီကမှ1988ဒီမိုကရေစီရေတော်ပုံကာလမှာ မျိုးချစ်ရေးဘော်ဟောင်းများအဖွဲ့မှနာယကအဖြစ်တာဝန်ယူခဲ့ပါတယ်။ပူရထောဟာ1990ကနေကွယ်လွန်ချိန်အထိနိုင်ငံရေးလှုပ်ရှားမှုတွေလုံးဝပါဝင် ပတ်သက်ခဲ့တာမရှိဘဲ 96ပါယောဂါနဲ့ကွယ်လွန်အိဋ္ဌာရောက်ခဲ့ပါတယ်။